ခင်ဗျာခင်ဗျာကျိုးစင်းတဲ့ပလင်းများနဲ့ဘာလို့တာကန်ခုန်ဆက်လိုက်ပါလဲခင်ဗျာဘာနဲ့မအပ်လို့ပတာနမေကတော့မိုင်းနဲ့နေပြပါလဲခင်ဗျာဒါတို့ခလင်းငယ်များကိုအခုလိုအထူးစီစဉ်ပြီးပြုလုပ်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီကနေ့မှာတားနဲ့သူနှုတ်ကပတော်ကိုဟောင်းအာယူကိုဖိတ်ခေါ်ပါတယ်ခင်ဗျာခလေးခလေးများနဲ့ဖြစ်တဲ့အတွက်ခလေးများနဲ့ဖြစ်တဲ့ အတွက်ကလေးတွေနဲ့ပတ်သက်တဲ့အကြောင်းလေးပြောပြချင်ပါတယ်ခင်ဗျာကလေးတွေနဲ့ပတ်သက်ပြီးကျမ်းစာကပေါ်ပြထားတာကတော့နမတိချက်ကလေးများဟာဘုရားသခင်ထံမှရရှိသောစုကျေးဇူးဖြစ်ပါတယ်ကဘာဦးကြခန်းကြီးလေးပိုင်းရဲ့အစ်မအာရဏအေးဝါတလမီရတဲ့အခါ ရားသာရဘုရားဒီလူကိုငါရပြီလို့ပြောပါလေကလေးတွေဟာဘုရားသခင်ပေးထားတဲ့ဆုယေစုတွေဖြစ်လို့ကလေးတွေကိုမထိမှန်မင်မလုပ်တင်ပါဘူးဘုရားသခင်ဤအလိုတော်နဲ့ညီတဲ့ဆုံးမတော်တဲ့ချင်းကိုပြုပြီးကျွေးဝေးရမှာဖြစ်ပါတယ်လို့ဧဖက်ဩဝါဒစာခန်းကြီး6 ပိုင်းနဲ့လေးမှာပုံတင်ထားပါတယ်ခင်ဗျာနမနစ်ချက်ခလေးတွေကဘုရားသခင်ပေးတဲ့အငွေဥစ္စာဖြစ်ပါတယ်စာလံကျမ်းခန်းကြီး129ပိုင်းနဲ့၃မှာဖွားမြင်သောသာသမီတွေကဘုရားသခင်စူချ၍ပေးသနာတဲ့အငွေဥစ္စာဖြစ်ပါတယ်လို့ပြောပါတယ်ခလေးခလေးငယ်မြင်

ေကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။သောတန်ညာခန်းကြီး24ပိုင်းငယ်6မှာသူငယ်တော်ရလမ်းဝါ၌သုံးမတုံတင်လို့တို့ပြုလေတို့ပြုလေတင်ပြီးဩသောအခါထိုးလည်းထိုးလည်းမှာသူဒီဩသောအခါထိုးလည်းမှာမလွဲ့ရောက်သွားလိမ့်မည်ခလေးအွယ်ကအင်မတန် ရားဘုရားသခင်ကိုကြည်ချင်နဲ့ကြည်ချင်နဲ့တမန်တရားရဲ့အခြေခံအုံမြင့်ခိုင်မာတာကြီးလာတဲ့အခါလမ်းကြောင်းမှန်ကိုရှောက်ရှောက်နိုင်မှာဖြစ်ပါတယ်။ကျမ်းလာကျမ်းလာထဲကရှင်ဝေလာလေးနဲ့ငယ်စဉ်ငယ်စဉ်ကတည်းကတမန်တရားအတိုင်းရှောက်လန်းတဲ့အတွက် လူတွေလေးစားရတဲ့ယေဘုဟက်ကြီးဖြစ်လာတာဖြစ်ပါတယ်။ခလေးတွေဆိုတာဘုရားသခင်မိဘတွေကိုပေးထားတဲ့စုကျေစုဖြစ်တယ်လို့ကောင်းကြီးမင်္ဂလာကိုယူဆောင်လာတဲ့သူဖြစ်ပါတယ်။ခလေးတွေကိုလည်းဘုရားသခင်ကသူ့ရဲ့ပုံတံတွင်ဖန်ဆင်းထားတဲ့ဖြစ်ပါတယ်။ ဒါကြောင့်လေယေရှုခရစ်တော်ကခလင်းတွေကိုတိတ်ချပါတယ်တိတ်ချလို့ခလင်းငယ်တွေခလင်းငယ်တို့ကိုငှားထန်တို့လာတိလာတိကိုမစည်းသားရနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်ယေရှုခရစ်တော်ကဒီလောကကိုကြွလာခြင်းကလည်းအစီခံဖို့ဖြစ်ပါတယ် နှိမ့်ချခဲ့ပါလေတပည့်တော်တွေကကောင်းငင်မှာပဲလို့အကြီးဆုံးဖြစ်မလဲလို့မေးတဲ့အခါယေရှုကသင်တို့ဒီသူငယ်ကဲ့သို့ပြောင်းလဲခြင်းမရှိရင်ကောင်းငင်နိုင်ငံတော်ကိုမဝင်ရလို့ပြောပါလေဒါကြောင့်သားတို့ကလေးတွေလို့နှိမ့်ချရတဲ့ နေချာရမှာဖြစ်ပါတယ်သူများတွင်နဲ့ရန်ပြင်းရင်လည်းခွဲလို့ပါမင်းပြပါနှလုံးသားထဲမှာယေရှုခရစ်တော်ကိုထားပြီးစိတ်ချယုံကြည်ပြီးအသက်အသက်ရှင်ကြပါခမအစုံးသက်အစုံးသက်နေနဲ့ဒါကြောင့်နောက်ကပါတော့အားဖြင့် ခလေးတွေကိုလေးစားရမှာဖြစ်တယ်လို့ယေရှုခရစ်တော်ရဲ့အချင်းနဲ့ချစ်ပေးကြပါခမရခလေးငယ်များကိုငငယ်လေးကလေးကဖယားသခင်ကိုဒီအချစ်တဲ့ကိုတင်ပေးပါခမရခလေးတွေကိုနေရာပေးပြီး ကလေးတွေလိုနှလုံးသားနှိတ်ချတော်သူများဖြစ်ပါစေလို့ဆုတောင်းပြီးအဆုံးသတ်ပါတယ်ခင်ဗျာဈာနာသူရောက်စီတဲ့အောင်ပြန်ပြီးကောင်းကြီးရပါစေခင်ဗျာ